ဂါဇာမှာရှိတဲ့လူစီကားရကဖေးတစ်ခုကိုအစ္စရေးဘုံကျဲလို့အယောက်20ကျော်တည်ဆုံးခဲ့ရပါတယ်။သတင်းအပြည့်အစုံဆက်ပြောပါမယ်။ဂါဇာကမ်းမြောင်ဒေသမှာသတင်းတောက်တွေနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ဒေသခံတွေမကြာခဏဝင်းထွက်သွားလာပြီးလူစီကားလေးရှိတဲ့ပင်လယ်ကမ်းခြေကဖေးတစ်ခုကိုအစ္စရေးလေတပ်ကဘုံကျဲခဲ့တာကြောင့်ပါလက်စတိုင်း20ကျော်တည်ဆုံးခဲ့ပါတယ်။ဂျွန်လ30ရက်နေ့တိုက်ခိုက်မှုအပြီးအပြည့်အစည်းတွေကြားကနေရုပ်အလောင်းပေါင်း20ကိုဆွဲထုတ်ခဲ့ရပါတယ်။ ပြီးတော့နောက်ထပ်အသေးအပြောက်တွေလည်းတိုးလာနိုင်သေးတယ်လို့ကေဆေးတွေကပြောတာပါနောက်ထပ်ဒါဇင်တွေနဲ့ချီများပြတဲ့ထိခိုက်ဒဏ်ရာရသူတွေကိုလည်းဆေးရုံတွေစီပို့ဆောင်ထားရတယ်လို့ဆိုပါတယ်အယ်ဘာကာကဖေးကဂါဇာရဲ့ပင်လယ်ကမ်းခြေတနေရာမှာတည်ရှိပြီးကမ်းခြေတစ်လျှောက်မှာရွက်ပြင်တဲလေးတွေနဲ့တဲကင်းအခန်းလေးရှိပါတယ်ဒီလိုဘုံပောက်ကွဲတာကြောင့်ကမ်းခြေမှာပက်ကြားအကြီးပါဖြစ်သွားပြီးအဲ့ဒီထဲမှာလည်းကေဆေးတွေကဆက်လက်ရှာဖွေနေစေလို့ဟာမတ်စ်ပြောက်ကြားတွေရဲ့လက်အောက်ခံ ဂါဇာပြည်သူ့ကာကွယ်ရေးအဖွဲ့ကကြေညာထားပါတယ်။ဒီပောက်ကွဲမှုကိုမျက်မြင်ကြုံခဲ့သူတဦးပြောပြတာကတော့သူကအင်တာနက်သုံးခြင်းလို့ကဖေးစီအသွာမီတာနည်းနည်းလောက်လိုမှတင်ပြင်းထန်တဲ့ပောက်ကွဲမှုကြီးဖြစ်ခဲ့တာလို့ဆိုပါတယ်။အဲ့ဒီအချိန်ကကဖေးထဲမှာသူ့ရဲ့လုပ်ဖို့ကိုင်းဘက်တွေနေစဉ်တွေ့မြင်နေကြမျက်နှာတိတွေအများကြီးရှိနေခဲ့ကြောင်းဘုံပောက်ကွဲမှုအပီမြင်ကွင်းတွေကအနိဋ္ဌာယုံတွေပြင့်နေပြီးနေရာအနှံ့မှာသွေးကွက်တွေအလောင်းတွေပြန့်ကျဲနေသလိုအော်တန်ဟစ်တန်တွေစုညံနေခဲ့ကြောင်းသူကပြောပြပါဗျာ။ ်အယ်ဘာဂါကဖေးဟာဂါဇာမှာအင်တာနက်အထောက်အပံ့ရရှိပြီးစိုက်မှာထိုင်ရင်းနဲ့အလုပ်လည်းလုပ်လို့ရတဲ့အတွက်ဂျာနယ်လစ်တွေတက်ကြွလှုပ်ရှားသူတွေအဝေးကအလုပ်တွေကိုအင်တာနက်နဲ့ချိတ်ဆက်လုပ်ကိုင်ပေးသူတွေကြားမှာအထူးထင်ရှားပါတယ်။ Israel စစ်တပ်ကတော့အယ်ဘာဂါကဖေးကိုဘာကြောင့်တိုက်ခိုက်ခဲ့သလဲဆိုတော့ရှင်းရှင်းလင်းလင်းမှတ်ချက်မပေးသေးပါဘူး။ Israel ဟာပြီးခဲ့တဲ့သတင်းပတ်ကောင်ကဂါဇာကမ်းမြောင်ဒေသမှာညလုံးပေါက်လေကြောင်းတိုက်ခိုက်တာတွေအရှိန်မြင့်လာတဲ့အတွက် ပါလက်စတိုင်းမိသားစုတွေရာပေါင်းများစွာထွက်ပြေးတိတ်ဆောက်ခဲ့ရပြီးအဲ့ဒီနောက်မှာအခုလိုမျိုးကဖေးကိုဘုံကျဲတဲ့ဖြစ်စဉ်ပေါ်ပေါက်လာတာပါပြီးခဲ့တဲ့သတင်းပတ်ကုံမှာအမေရိကန်သမ္မတထရမ့်ကဣသရေလဟာဟာမတ်တွေနဲ့အပြစ်အခတ်ရက်စဲရေးဆွေးနွေးဖို့ညှိနှိုင်းလှုပ်ဆောင်နေပြီလို့ပြောခဲ့တယ်လို့ဟာမတ်တွေကလည်းအပြစ်ရက်သဘောတူညီမှုရရှိရေးအားထုတ်မှုတွေပိုအားကောင်းလာတယ်လို့တိကျမှတ်ချက်ပေးခဲ့ပါတယ်ဒါပေမဲ့သဘောတူညီမှုတစ်ခုခုမရခင်အတောအတွင်းမှာတဲ့ဣသရေလဟာဂါဇာမှာပိုပြီးပြင်းထန်ကြမ်းတမ်းတဲ့စစ်ရေးတိုက်ခိုက်မှုတွေကို လှုပ်ဆောင်နေတာဖြစ်ပါတယ်။ဂါဇာမှာစစ်ပွဲတွေစတင်ချိန်ကတည်းကအစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့်အရက်သားအများအပြားအပါအဝင်ပါလက်စတိုင်း9,600ကျော်သေဆုံးခဲ့ပြီးဖြစ်တယ်လို့ဟာမတ်စ်လက်အောက်ခံဂါဇာကျမ်းမာရေးဝန်ကြီးဌာနကကြေညာထားပါတယ်ရှင်။